သွေးစွန်းနေတဲ့ဖက်နှက်ကလေးရေလက်တန်းလေးရေခေါင်းကဥကုန်လေးရေဒါဥကုန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါပန်းလေးများပွင့်တော့ဖူးတာဝင့်လို့ချီနေကြီးမှာရွှေကြီးတော့ငါတို့စာတင်ချောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဟောဒီမှာသွေးစွန်းနေတဲ့အဝတ်တွေသွေးစွန်းနေတဲ့ကလေးတွေရဲ့အဝတ်တွေ ခုလည်းအပေါ်မှာဝဲနေတော့မယ်စကိုင်းတိုင်းဒေတာကြီးတပင်းမြို့နယ်အိုထိန်ခွင်းကျေးရွာစာတင်ချောင်းကိုလုံကျွင်းတပ်ဖွဲ့များကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ဆရာဆရာမနှစ်ဦးအပါအဝင်ចောင်းသားចောင်းသူ90ဝန်းကျင်ခန့်ထိခိုက်သေးဆုံးခဲ့ကြောင်းတရားမဝင်ပြည်ပြမီဒီယာများကမဟုတ်မမှန်လောက်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရပါသည် อืมကဲဘလူရီမြအစိုးမသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာ နေမြေကန်လုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအစိုးမသတင်းမှာမှန်ကန်မှုမရှိကြောင်း ားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရဒီမှာဒီနေ့2025ငါးလပန်း73ရင်းနဲ့မနေ့ကင်းအစီအစဉ်ဖြစ်ပါတယ်ဒီမနေ့ကင်းမှာတော့စစ်မကုန်းစီရသတင်းလူနေပဲဆက်ရမှာဖြစ်ပါတယ်ဒါကတော့စကန်တန်တီပီမြို့နယ်ဦးထင်းကွန်းကြီးရွာစာတီကျောင်းကိုစစ်တပ်ကလိန်ဖြန့်ဘွန်ကြီးချက်ခဲ့ရမှာ ဆရာဆရာမနှဦးအပါဝန်ကျောင်းသားကျောင်းသူ90ဝန်းကျင်ထိခတ်သေးဆုံးကြောင်းဒီပင်းမြို့နယ်ကကိုရင်ကေစီရဲ့လောဆောင်သူကပြောဆိုပါတယ်ဒါကအပြည့်စုံကိုအာသူတို့အင်တာဗျူးမင်းမြန်ထားတဲ့ဒီဖြစ်ဖြစ်စဉ်ကိုအသေးအသေးစိတ်သိရှိနားလည်တဲ့သူတွေကိုအာမင်းမြန်ထားတဲ့အာအင်တာဗျူးကိုလည်းကျွန်တော်နဲ့တူနောက်မှာပြင်ပြီးတော့နားထောင်ရမှာဖြစ်ပါတယ်ဒီထက်မှာသေဆုံးသူအတိအကျကတော့20ကျော်ရှိပါတယ်လို့သိရှိရပါတယ်ဒဏ်ရာရရှိသူကတော့60ကျော်ရရှိဖြစ်ပါတယ်အာဒီအသေးစိတ်ကိုတော့နော် အင်တာဗျူးကိုကျွန်တော်နဲ့တူပြပြီးတော့နားထောင်ရအောင်ဖြစ်ပါတယ်။နောက်တစ်ဖက်မှာလည်းမကွေးတန်းကန်ကုန်းမြို့နယ်လေးမကျေးရွာကိုရင်းနဲ့ကမေလ12ရက်နေ့နနေ့နနာရီခန့်တွင်စစ်ကောင်စီတပ်ကစစ်ကြောင်းဝင်လာပြီးကလေးလူငယ်အပါဝန်အယက်သား12ဦးကိုတပ်ဖြတ်ကနစေကျော်ဖမ်းဆီးသွားကြောင်းသတင်းရရှိပါဒါကတော့အာလေမရောတရင်မဟုတ်အာတရင်မဟုတ်ပါစေနဲ့ဆူတောင်းတာမပြည့်ခဲ့ဘူးဗျာအာ၁၁ရောက်အသက်ခံရတာ အသက်ခံရတဲ့ဖမ်းသွားတဲ့သူတွေလည်းရှိပါတယ်ဟုတ်၎င်းကပြောဆိုပါဒီထက်မှာမနေ့အစိုးကြီးဆိုတော့ဘယ်သူမှမတိလိုက်ရဘူးတပ်ပွေလေးမရှိပါဘူးမိအတန်းကိုဝန်ပြီးတော့ဝန်စီးသွားတာဟုဒေသခံတဦးကပြောဆိုထားပါတယ်ဒါကတော့အာကန်ကိုမြို့နယ်မှာစစ်ကောင်စီစစ်တပ်တွေရဲ့အာယုံမှမှုကြောင့်ပြည်သူစစ်တပ်ဦးကလေးငယ်ပါဝင်နော်စစ်တအူလူငယ်တွေကိုအာတက်ဖြတ်ခဲ့တဲ့အကြောင်းကိုသိရှိရတာဖြစ်ပါတယ်ဒီထဲမှာ20ကျော်ကဖမ်းဆီးခံရပါတယ် နောက်တစ်ဖက်မှာလဲမွန်ပြည်နယ်ကြက်ထုံမြို့နယ်မှာရှိတဲ့ဝမ်ကန်ရွာနဲ့ကရဝဲဆက်ရွာကိုအကျန်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးများဖြင့်တက်ခတ်မှုကြောင့်ပြည်သူတအူးသေဆုံးပြီး6ဦးတန်ရရှိကနေအိမ်25လောင်းမင်းလောင်းပျက်စီးခဲ့ကြောင်း KNU ကပုဂ္ဂဟုကသတင်းထုတ်ပြန်ထားပါဒါကတော့အာမွန်ပြည်နယ်ကဗောနော်အကျက်ထုံမြို့နယ်မှာရှိတဲ့သတင်းတွေကိုစစ်ကောင်စီရဲ့တက်ခတ်မှုကြောင့်ပြည်သူတွေသေဆုံးနေရတဲ့အကြောင်းတွေကိုတင်ဆက်ပြတာဖြစ်ပါတယ် ဒီတရင်တွေကိုကြားပြီးတဲ့နောက်မှာကျွန်တော်လည်းမင်းသားစုဝင်နေတဲ့ဒူဝန်နေခန်းစားရကြောင်းကျွန်တော်ဒီပေးပြောဆိုချင်ပါတယ်ဆိုတော့နောက်တစ်ခုကတော့တိုလန်ရဲတက်မြားကတက်ခတ်သိမ့်ပိုက်ထားသောပဲခူးတန်းဆွေကြီးမြို့နယ်ခမရ998တရင်ဌာနချုပ်ကိုပြန်လည်ထင်းချုပ်နိုင်ပြီဟုစစ်ကောင်စီကပေါ်အဟောင်းများပြန်လင်းလေဝါရဖြတ်နေကြောင်းတုံပန်းတန်းစစ်ဒေသအထူးတပ်ဖွဲ့ဤတပ်ဖွဲ့မူရဲဘော်အလွန်ဆန်ရှက်က ရန်ကုန်ခေတ္တတရင်ဌာနကိုပြောဆိုပါဒီဟာကတော့တပ်ပွေပြင်းထန်နေသေးပါဆိုလို့ဒီဟာကတော့စစ်ကောင်စီတပ်ဖွဲ့ကတော့တတော်လေးကိုအာအောင်ပွေရချင်းစိုးနဲ့သူတို့တွေကကျွန်တော်တို့ပြင်ပြီးတော့တင်ပိုက်ရရှိပါပြီဆိုပြီးတော့အာဓာတ်ပုံအဝေးအဟောင်းတွေနဲ့ပြင်ပြီးတော့ဝါရဖြတ်နေတာကိုကျွန်တော်တို့တွေ့မိရကြောင်းကိုတင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ဖက်မှာလဲစက်ကောင်စီကဘလူတွေဝါရဖြတ်ချီခဲ့လဲဆိုတာကိုတင်ဆက်ပေးရမယ်ဒါကတော့မန္တလေးတမ်မစ်တလာမြို့နေတွင်ရန်ကုန်အဝေးတင်တက္ကသိုလ်တက်ဗေဒဌာနအထက်က ဒိုဝဝအောင်ကို PDF ဖိုတက်ဖွက်ကဖန်စီစစ်နေဒီဆူချင်းမှာမန်ကန်ချင်းမရှိဘဲကတိကဒိုဝဝအောင်ကအေအေနဲ့ပူပေါင်းသွားချင်းဖြစ်ကြောင်းအကျန်းဖက်စက်ကောင်စီကတရင်ထုတ်ပြန်ထားပါတယ်ဒါကတော့အာသူတို့တွေကဘလူတယ်အာကျွန်တော်တို့တိုလိုင်းတက်ဖွက်တွေက ဖန်စီရမိစစ်စစ်နေတာကိုလောင်းဝမဟုတ်ကြောင်းကိုငင်းဆူနေတဲ့အကြောင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုတရင်ကတော့ စခုံးဆောင်မေအောင်လန်က၎င်းနဲ့၎င်း၏မိသားစုစီရန် လေရင်ကိုအပြတ်အသတ်ဝေယူခဲ့တော်လဲနိုင်ငံပိုင်မြမအမျိုးသားလေကြောင်းလန်အမန်အေကငားရန်ထားသောလေရင်များအတွေ့ငားရန်ခတ်မပေးနိုင်၍ပြန်သိမ်းခံရကြောင်းမြမလေကြောင်းသတင်းရေးမြစ်ကပြောဆိုထားပါတယ်ဒါကတော့2015ခုနှစ် LND အစိုးရလက်ထက်မှာ American GE Company ကနိုင်ငံတော်အဆင့် G2G G2G စနစ်နဲ့သဘောတူညီချက်အရာ လေရင်6စီကို9ရန်ပေးခဲ့ပေးခဲ့ပါတယ်အဲ့ဒီမှာစက်ကောင်စီက9ရန်ခတ်တွေကို မပေးနိုင်လို့ဆိုပြီးတော့အချင်းချင်းဆွတ်ဆန်းတာအဲ့ဒီမှာ တနစ်တစီ non တမတ်တမတ်ရဲ့ပြစ်တာနဲ့အာနာသိန်းစက်ကောင်စီကိုအယုံကြည်ပြတ်သွားတဲ့အတွေ့ GE company က9ရန်ချင်းမပြုတ်တော့ဘဲပြန်သိမ်း ပြန်တင်းသွားတယ်လို့သိရပါတယ် LND ရဲ့ဆိုရလက်ထက်မှာရောင်ကြီးမှုနဲ့ငားရမ်းထားတဲ့လေရင်တွေကိုစစ်ကောင်စီကြောင့်ကွန်မန်နင်က ပြန်လေသိမ်းယူသွားရမှာအခုဆိုရင်လေရင်တစီပဲလက်ကျန်ရှိတော့တယ်ဟုမြန်မာမြန်မာလေကြောင်းသတင်းရင်းမြစ်ကရှင်းပြပါတယ်ဒါကတော့စစ်ကောင်စီကရောင်ကြီးမရှိတော့တဲ့လေရင် GE company ကဗောနော်ပြန်ပြီးတော့ရွတ်သိမ်းခံရတဲ့စစ်ကောင်စီရဲ့လက်ထက်မှာဘလူးဘလော့ထစ်ဆိုးဝါးနေလဲဆိုတာကိုသိစေချင်တာဖြစ်ပါတယ်နိုင်ငံတကာမပြောနဲ့တခြားလူတွေကတော့မတော်မှ company တို့တော့မှအယုံကြည်မရှိတော့တဲ့အခြေအနေမျိုးဖြစ်နေတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ် နောက်တစ်ခုသတင်းကပကိုးတန်းတုံငူခရံအုတ်တွဲမြော့နယ်ဂျမနီရော့စစ်တပ်စခန်းကောင်းကိုတက်ခတ်သိမ့်ပိုက်ပြီးမင်းရှူရှင်းလင်းခဲ့ကြောင်းကျိုးပီကောဟေရူပြောကြားတက်ဖွဲ့မှပြန်ကြရဲနဲ့ဗန်ဒါရဲတာဝန်ခံရေးမဲဆွဆွမ်းကပြောဆိုထားပါတယ်ဒါကတော့ကျွန်တော်တို့လိုင်းတက်ဖွဲ့တွေကဒီသိမ့်ပတ်မှုမှာစစ်တပ်ရဲ့တောင်းနေတဲ့စံကေကားနယ်အကြအသောဆောင်မြောက်သိရှိရရှိခဲ့ပါတယ်လို့ကျွန်တော်သိရှိရပါတယ် နောက်တစ်ဖက်မှာလည်းရေးမြော့နေတဲ့ညောင်လဲပင်တို့တွင်စစ်ကောင်စီတပ်များကိုတက်ခတ်မှုမှာစစ်သား9ဦးတေဆုံးခဲ့တယ်လို့ကျွန်တော်တို့သတင်းရရှိပါတယ်။အဲဒီနောက်မှာလည်းပဲခူးတန်းမင်းလာမြော့နေခန်းယူလန်းဆောင်တွင်တက်ဆွေထားသောအကျန်းဖက်စစ်ကောင်စီတပ်သားများကိုဝဲရောက်တက်ခတ်ရဲတက်ခတ်စီမှာစစ်သားအားလုံးစခန်းဆွတ်ခွာထွက်ပြီးသွားကြောင်းတရဝတီခရံတရင် ကောင်းထောင်800နှစ်တက်ခွဲငမတာဝန်ရှိသူတို့ကပြောဆိုပါဒါကတော့ကျွန်တော်တို့လိုင်းတက်ဖို့တွေကတက်ခတ်မှုကြောင့်စစ်ကောင်စီတက်ဖွဲ့တွေကအားလုံးကိုစကန်းဆွတ်ခွာထွက်ပြေးနေကြပါတယ်လို့သိရှိရပါတယ်ဒါကသတင်းကောင်းတစ်ခုဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့မြန်မာစိုးစိုး၏အကြမ်းဖက်ဆစ်စင်ရေးကိုကိုငင်နေတဲ့ကော်မဏီအာကောင်းတရေပြအာဆီယံတထဲကြီးများ စရင်ကို အာ Justice for မြန်မာက အဂျီအက်ဖ်အမ်အဖွဲ့ကအာယနေ့မှာထွက်ပြန်ထားပါဒီသတင်းကိုဘေးနားမှာအပြည့်စုံသတင်းထုတွေကိုတင်အာဘေးနားမှာချက်ပေးထားပါတယ်ဒါကတော့ကျွန်တော်အသေးစိတ်တော့မဖော်ပြတော့ဘူးအာဆိုတော့ဒီကသတင်းထုအနေနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့ချင်းပြည်နယ်မှာဆိုလို့ရှိရင်ချင်းနဲ့အာချင်းတမျိုးသားလောင်းကို အကာအကွယ်ပေးနိုင်ရန်ချင်းငင်အာချင်းငင်တော်အဖွဲ့ကိုပုံမူကြက်လက်ခံပါသောတမတော်တရက်စတဲ့နဲ့အာမင်းအဖြစ်ကိုဖွဲ့စည်းသွားမည်ဟု ဖင်းငင်တော်ကထွက်ပြန်ကျင်ရလိုက်ပါဒါကတော့တရင်ကောင်းတစ်ခုဖြစ်ပါတယ်ဒီဟာကသူတို့ဒီထက်မှာတရင်တူထွက်ပြန်တာကအမျိုးမျိုးရှိပါတယ်ဒီဟာကဒီထက်မှာအပွင့်ရှိတဲ့တစ်ခုကိုတင်ဆက်ပေးတာဖြစ်ပါတယ်ဒါကတော့ တီဂျာလဲအသေးစိတ်သိချင်တယ်ဖတ်ချင်တယ်ဆိုလို့ရှိရင်တော့အာချင်းငင်အောင်ရဲ့ဖက်ချင်မှာတော့ပြီးတော့ဖတ်ကြည့်လို့ရပါတယ်ဒီဒါမှမဟုတ်ရင်အဖုတ်ဝန်တွေရဲ့အာဖက်ချင်မှာသူတို့ရဲ့ platform မှာတော့ပြီးတော့ဖတ်ကြည့်လို့ရပါတယ်ဆိုတာကိုအာ train တစ်ခုအနေနဲ့ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့အာကျွန်တော်တို့ဒီမနေ့ခေတ်မှာပထမဆုံးအာကြည့်ရှုနားထောင်ရမယ့်ဟာကတော့အခုမနေ့ကဖြစ်ပွားခဲ့တဲ့စစ်ကောင်စီရဲ့တက်ခတ်မှုကြောင့်ပြည်သူတွေဘလူးတွေတေဆုံးခဲ့တာလေဘယ်အကြောင်းကြောင့်အာဘလူးတွေဘယ်နှစ်ယောက်ထိဒဏ်ရရှိခဲ့တာဖြစ်စဉ်က ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတာကိုအသေးစိတ်အင်တာဗျူးကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်ပါအဲ့ဒီနောက်မှာစက်ကောင်စီဖက်ကအာဝါရဖြတ်နေတဲ့မြေဝော်ဒီတို့တခြားရွတ်တန်ဖက်ကနေဘယ်လိုတွေငင်းဆုံထားလဲဒီဟာနဲ့ပတ်သက်ပြီးတော့စစ်တပ်ကလော့ဆောင်တာမဟုတ်ဘူးဆိုပြီးတော့ဘယ်လိုတွေငင်းဆုံထားလဲဆိုတာကိုလည်းရွတ်တန်ဖက်နဲ့တကွာကျွန်တော်တို့ပြင်ပြီးတော့နားထောင်ကြည့်ရှုရမှာဖြစ်ပါတယ်ဆိုတော့ဒီဟာကတော့ဒီမနေ့ခင်းမှာတော့ဒီစက်ကောင်စီရဲ့အာယူမမှုကြောင့်လည်းပဲအာအကြောင်းနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်တို့အဓိကထားပြီးတော့နားထောင်ကြည့်ရှုရမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးအင်တာ တာဗျကိုနားထောင်ရအောင်ပါ။ဒါကတော့အိုးထင်းရွာကို လေကျောင်းတက်ခတ်သွားတဲ့ဖြစ်စဉ်အင်တာဗျဖြစ်ပါတယ်။ဒီနေ့ဘေးအချိန်လောက်ကစဖြစ်မှာလဲ။ကလေးတွေဘယ်လိုဆက်ရဖြစ်တာလဲ။35ဝန်းကျင်ပါဗျာ။ကျွန်တော်တို့ဒီစတဲ့ဝယ်ပြီးပြတ်ခတ်သွားပါဗျာ။အဲဒီညဘလို့ဆူရဖြစ်နေရလဲဆိုတော့ကျွန်တော်တို့ဒီရပန်းပြမှာကကျွန်တော်တို့ဆောင်မကြည့်ရပေါ့နော်အဲဆောင်မရှိတော့ကလေးတွေအကုန်လုံးဆူနေကြတဲ့ဘောဟုတ်တယ် ဟုတ်ဂျာပိုင်တာနဲ့ဖြစ်သွားတယ်။ပေါင်ကတော့ကျွန်တော်တို့ပြောများတူလို့သုံးတဲ့လက်နက်ကကျွန်တော်တို့20ခွဲ30ခွဲတွေသုံးတာပြောများပါတယ်။ဟုတ်ကဲ့။ကျောင်းပေါ်မှာတက်ပြီးတော့တခါမြေပြင်ပေါ်မှာကကျွန်တော်တို့ဒါအနံ့ပြားမှာပေါ့နော်။အော်ပြန့်ကျဲသွားတဲ့ဒီဇိုင်းရှိပါတယ်။ပြီးတော့အဲ့ဒီမှာကျသွားတဲ့နေရာကနေဆက်ဆင့်ထပ်ပြီးတွဲတာကြီးလည်းရှိရဲလို့ကျွန်တော်သိရပါတယ်။ ပလတ်တာဘောမျိုးစားလာတဲ့ဟာမျိုးစားပါဟုတ်ပါတယ်စက်တာဘောမျိုးစားပါဗျာဟုတ်ဟုတ်ကဲ့ဒီဆုံးသူရေအတွက်စီးရင်ကိုကျွန်တော်မြေပြင်မှာအခုကျွန်တော်တို့ဝင်ဆင်းပြီးတော့ကောက်ခံရချစ်ချစ်ရအဲကျွန်တော်တို့ page မှာတင်ထားတယ်လို့ပါပဲကျွန်တော်ကနှစ်ဆက်ဟိုပြင်ပြီးဟိုဆုံးသွားပါတယ်ဟုတ်နော်อืม ကျန်တဲ့ဒဏ်ရာရကတော့ကျွန်တော်တို့က40 40ကျော်ခန့်တော့ကျွန်တော်တို့ရှိပါတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့ဟိုအရေးအတွက်ကိုတော့အတိအကျပေါ်ပြလို့မရသေးပါဘူးခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါဝင်ပါတယ်ဗျာပြင်းထန်ဒဏ်ရာရှိတဲ့လူတွေအားကြီးပါဝင်ပါတယ်လေဟုတ် โอเคชินิกาซาပြီးအငွေဆုံးပါပဲ18 28နှစ်ကဆာပြီးတော့ကလေးတငယ်တဲမှာတော့အကြီးဆုံးပါပါတယ် volunteer ဆံမတွေအနေနဲ့တော့23နှစ်24နှစ်အရွယ်နေတော့ပါလို့ဆိုတော့เนาะဟုတ်ကဲ့ဒီလိုအချမ်းဖတ်လို့ရတဲ့ကိုဆက်ဆံနေနဲ့ဒါပြုလွန်တာတစ်ချိန်လည်းမဟုတ်တော့ဘူးနှစ်ချိန်လည်းမဟုတ်တော့ဘူးပေါ့เนาะဒါ အဲဒီလူတွေအားလုံးနေ့စဉ်နဲ့အမျှခံစားနေရတယ်ဒါကဒုက္ခဆိုးကြီးပဲဖြစ်တယ်ပေါ့ဒီလိုအကျံပတ်လို့ရတဲ့ကိုကျူးလွန်နေတဲ့စာကစာကိုကျွန်တော်တို့ဟိုနိုင်ငံတကာအနေနဲ့ပေါ့ပြောက်တဲ့ အရေးယူမှုတွေမပြုနိုင်တော့ဘူးလားပေါ့နော်အဲဒါမှမဟုတ်လို့ရှိရင်သူ့ကိုတောက်ကန်ပေးနေတဲ့နိုင်ငံတွေပေါ့ဒီလောက်ကြီးကြီးကြမ်းတမ်းရက်ဆက်ရုံမှနေတဲ့လောက်ရက်တွေကိုမမြင်ဘူးလားပေါ့အဲကျွန်တော်တို့အဲတော်လိုင်းရေးဖွဲ့သားတွေအနေနဲ့ကတော့ဟိုကျွန်တော်တို့နဲ့ဆက်တူကျန်းကန်သားပြီးတော့ဒီကိစ္စကိုကျွန်တော်တို့အစွမ်းကုန်တရားမျှတမှုရရှိသွားအောင်တော်လှန်သွားပါမယ်လို့ကျွန်တော်ပြန်ပါတယ်နော် ပြေဆိုတော့ဒါကတော့အာအင်တာဗျူးဖြစ်ပါတယ်တာဝန်ရှိသူတွေထဲမှာကေစီလုံနေတဲ့တာဝန်ရှိသူတွေကပြောပြထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနောက်မှာသူဒီဖြစ်စဉ်ကိုကြားပြီးတဲ့နောက်မှာသူကူတန်အာဆင်းပြီးတော့မြပြင်ထီကိုရော့ရှိပြီးတော့အာသူကူတန်ရက်ကူထားတဲ့ဒီဖြစ်စဉ်ကိုပြောဆိုနေတဲ့အာဆီယာမတယောက်ရဲ့ပြောဆိုချက်ကိုကျွန်တော်နဲ့တူတစ်ချက်လို့ပြင်ပြီးတော့နားထောင်ကြည့်အောင်ပါသူကတော့စီဒီယံအာအထစ်ကဘောနော်အာဒေါ်ယတီအွန်းဖြစ်ပါတယ်ဆိုတော့ အစိုးရနင်းပညာပေါ့နော်အထက်တန်းကျောင်းကလေးကလေးမြုပ်ပါပေါ့နော်ဆိုတော့သူရဲ့ပြောဆိုချက်ကိုကျွန်တော်နဲ့တူတစ်ချက်လောက်နားထောင်ကြည့်အောင်ပါပန်းလေးများပွင့်တော့ဖူးတော်ဝင့်လို့ချီနေကြီးမှာရွှေကြီးတော့ငါတို့စာတင်ကြောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဟောဒီမှာတွေးဆွနေတဲ့အဝတ်တွေတွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတော့မယ် ကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်လဲ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေတာကြီးရွှေဘိုခရိုင်တပင်းရမြို့နယ်အိုးထိန်ဖင်းခြေရွာမှာမနက်7:00နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစားသင်းနေတဲ့ကလေးတွေတဲကအ ਨੇ ဆုံး10ရောက်တည်ဆုံး။ဆရာဆရာမဥယျာလည်း2ရောက်တည်ဆုံးသွားတယ်။ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်ကြီးကျမတို့အခုထိကို ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူးအများကြီးပဲစာတင်နေမတက်မှာကိုပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာကျမတို့ရဲ့ကလေးတွေကို အမုန်းတွေအမျိုးတွေအာဃာတတွေဝင်မလာအောင်လို့ ကျမတို့ကတွန့်တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီ လုတ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာအုံနောက်ထဲမှာအမုန်းတွေအမျိုးတွေအာဃာတတွေဝင်သွားပြီ ဆက်မှုယုံမှမှုအောက်တန်းချမှုတွေအားလုံးကကလေးရဲ့စိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်သွားတယ်။နိုင်ငံတကာကကိုညင်တိုင်းတဲ့လူတွေရောကျမတို့ကလေးတွေဘလောက်ထိပင်မဘလောက်ထိဆုံရှုံမှအတန်ထွက်ပြီးပြောပြကြမှာလေ။အားလုံးနားတွေမကြားကြတော့ဘူးလား။ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ။ Save our children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါဦး။လူအခွင့်အရေးလူအခွင့်အရေးလို့ပြောနေတယ် အခုလို့ဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စာသင်ကျောင်းတွေပျက်စီးအဲ့ဒါကတော့အလုပ်လူအခွင့်အရေးကိုထိုးပေါက်တာမဟုတ်ဘူးလားကျမတို့မငုံဘူးတင်းထားမယ်ဘာဖြစ်လို့မငုံရလဲကျမတို့ရှစ်ဆက်လို့ရမယ်အလုပ်တွေအများကြီးရှိဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်းဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံး ကောင်းမွန်တဲ့ပညာသင်ကြားရေးမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာမနေရပါစေနဲ့ဒီကလေးတွေကြုံတယ်လို့ဒီမိသားစုတွေကြုံတယ်လို့သူတို့ကလည်းထတ်တူထတ်မြန်ခံစားပါစေလို့ကျမကတော့ကြိတ်ဆိုလိုက်တယ်ကျမပြုတ်သမျှကုတို့ရဲ့အားလုံးကိုတိုင်ကြပြီးကြိတ်ဆိုလိုက်တယ်ထတ်တူအကျိုးကိုခံစားကြပါစေကျမကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လှန်ရေးမအောင်မချေဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးတတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြဆုံးဖို့အတွက် ျမတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်။မဖြေတို့တာပါရှင်။တတိကမှတ်တမ်းပါအထဲတွေကတဲ့ခုံတွေကအလောင်းတွေကိုကောက်တဲ့အခါကျတော့ထုတ်ရတာမလွယ်လို့ဆိုပြီးခုံတွေအကုန်လုံးအပြင်ကိုထုတ်လိုက်တာကျွန်တော်မြန်မာနိုင်ငံမှာအရန်ကိုစေးကြီးလွတ်နေပြင်ရေးဖြစ်ပါလေဒါက တဲ့နေပါဝေရတဲ့တဲ့နေပါဂျင်းပြီးတဲ့ပညာပင်ရတဲ့အချင်းအေးချမ်းချမ်းစာတင်နေတဲ့နေထားနေရုပ်ချင်းဒီလိုဖြစ်သွားမယ်လို့သူတို့ဘယ်ထင်ကြမှာလဲမကြည့်အောင်တွေးစွနေတဲ့ဖက်နှက်ကလေးရေလက်တန်းလေးရေခေါင်းကဥကုန်လေးရေ ဒါဥကုန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါကောက်ချီကလာစကိုင်းငလျင်ဘေးကြောင့်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုအားပေးကူညီတဲ့အတွက်ဒီဘက်ကိုရောက်နေတာရောက်နေရင်းနဲ့အပြန်ခရီးကိုသွားနေတော့မှဒီသတင်းကြားလို့ဒီကိုအများဝင်ပြီးတော့ပြေးလာခဲ့တာစစ်ကောင်စီဘက်ကပြောတယ်ကိုဟာရှိတယ်ဒါရှိတယ်ဘာမှမရှိဘူးလုံးဝကလေးသူတွေတိတ်စာတင်နေတဲ့နေရာဖြစ်ပါတယ် ျမတို့အတွက်တရားမျှတမှုကိုရအောင်လို့တန်ထိုင်နေတာဝိုင်းဝန်းပြီးတော့အသာထွက်ပေးကြပါလို့မြစ်တိုင်းကခံပါတယ်ရှင်။ကဲဆိုတော့ဒါကတော့အာ ဒရိုဂျီအုံးဖြစ်ပါတယ် CDN ကတိကဘောနော် အစိုးရနေပညာအထက်တန်းကျောင်းကလေးမျိုးကဖြစ်ပါတယ်ဆီယမတူရဲ့ပြောဆိုချက်ရင်းပြင်ကူတန်ရှင်းပြီးတော့ပြောပေးဆိုပြောပေးနေတဲ့ရုတ်တန့်ဖန်ကိုရက်ပေးနေတဲ့ဟာကိုလည်းကျွန်တော်အရန်ကိုလည်းခရီးပေးပေးပါတယ်ဆိုတော့ဒီဟာကိုတော့ကျွန်တော်တို့တတော်လေးကစမကောင်ဖြစ်ရပါကျွန်တော်မြန်မာနိုင်ငံမှာကအသက်နဲ့ရင်းပြီးတော့အာပညာသင်ရတယ်အသက်နဲ့ပညာဘယ်လောက်ထိရေးကြည့်လဲစေးကြည့်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ အသက်နဲ့ရင်းရလောက်တွေချီကိုစေးကျင်ကြတဲ့မြန်မာနိုင်ငံဖြစ်ပါတယ်ဆိုလို့တရားကတော့တော်တော်လေးကိုစစ်မကုံဖြစ်ရပါတယ်အဲ့ဒီနောက်မှာစစ်ကောင်စီက သတင်းမီဒီယာကဘလူးရဲငင်းဆူထားလဲဆိုတာကိုရွတ်တန်ဖန်နဲ့တကွာကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်ရှုအောင်ပါ။စကိုင်းတိုင်းဒေတာကြီးတပင်းမြို့နယ်အိုထိန်ခွင်ကျေးရွာစာတင်ကျောင်းကိုလုံကျွင်းတပ်ဖွဲ့များကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ဆရာဆရာမနှစ်ဦးအပါအဝင်ကျောင်းသားကျောင်းသူ90ဝန်းကျင်ခန့်ထိခိုက်ဒေဆုံးခဲ့ကြောင်းတရားမဝင်ပြည်ပြမီဒီယာများကမဟုတ်မမှန်လုံကျန်ရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရပါဗျ။ อืมကဲဘလူတွေမြတ်အစိုးမသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာနေမီကန်လုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရာအစိုးမသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့များအနေဖြင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များနဲ့နေမီဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကိုသာစောင့်ဝင်လျက်ရှိပြီးစေးပြတ်မှတ်မဟုတ်တဲ့နေရာများကိုဘုံကျဲတိုက်ခိုက်မှုများမရှိကြောင်းသိရပါတယ် နိုင်ငံတော်အစိုးရအနေဖြင့်အနာဂတ်မျိုးဆက်သစ်ကျောင်းသားကျောင်းသူများပညာရေးမြင့်မားစေရေးအတွက်အလေးထားစောင့်ရလျက်ရှိသည်မှာပြည်သူများအသိပင်ဖြစ်ပါကြောင်းအကြံဖက်သမားများကသာ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိတဲ့မြို့နယ်ကြီးရွာများအားလက်နက်ကြီးများဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းအပြစ်မဲ့အရက်သားပြည်သူများအားပြန်ပြေးဆွဲဖမ်းဆီးတပ်ဖြတ်ခြင်းများစောင့်ရလျက်ရှိပြီး၎င်းတို့ရဲ့လူမဆန်းတဲ့အကြံဖက်လို့ရများကိုဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့များအပေါ်ပြည်သူလူထုမှအထင်မြင်လွဲမှားစေရန်တရားမဝင်ပြည်ပြည့်မီ ီးယားများကရည်ရွယ်ချက်ရှိရှိလှုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။음ကဲဆိုတော့ဘလူးထီးများငင်းဆူထားလဲဆိုတာကိုဓာတ်ပုံနဲ့ရွတ်တန်တဲ့ကိုတက်တဲ့ကိုချက်ပေးထားတဲ့ဟာတောင်မှငင်းရဲတယ်။နောက်တရားကမကြက်ခင်မှာပြန်ပြီးတော့သူတို့တွေကဝက်ခံအောင်ပဲဟိုဒီနေ့ကလည်းငင်းပြီးတော့တက်မကြဘူး။ဖုန်းကြီးအာ အထင်ကြီးဖြစ်တဲ့ဖုန်းကြီးတစ်ပါးကိုပက်ဖြတ်ပြီးတဲ့နောက်မှာသူတို့တွေကသတင်းမီဒီယာကနဲ့တဆင့်ပေါ့နော်အမဟုတ်အမှန်တွေကိုတက်ဖြတ်နေသူပါဆိုပြီးတော့ရုတ်တန့်ဖန်တဲ့တကူကလိန်လေပြီးတော့သတင်းထုတ်ဝေခံတယ်အခုချိန်မှာလည်းပြန်ပြီးတော့လော့ရက်တွေသူတို့ရဲ့လော့ရက်တွေကိုပြန်ပြီးတော့ PDF တွေကျွန်တော်တို့အကြမ်းဖက်တွေကလော့နေပါတယ်ဆိုပြီးတော့ပြန်ပြီးတော့ပြောနေတယ်ဆိုဒီဟာကတော့စစ်ကောင်စီကအာသတင်းမီဒီယာကပေါ့နော်စစ်ကောင်စီလော်ဘီ ဖြစ်တဲ့သတင်းမီဒီယာတခုကလည်းဖော်ပြတာဖြစ်ပါတယ်ဒါကတော့ MRTV လို့သိရပါဒီကနဲ့ဖော်ပြတာဖြစ်ပါတယ်တတော်လေးကိုအာဘလူးနဲ့နဲ့ပဲဘလူးနဲ့ပဲအာဘလူးနဲ့များသူတို့တွေကတင်ဆက်ရည်လေဘလူးတွေပြအာတင်ဆက်နိုင်လေဆိုတော့ကိုတို့ကျွန်တော်တို့မပြောနိုင်ဘူးဘာလို့လဲဆိုလို့ရှိရင်ဓာတ်ပုံရုတ်တန်တဲ့တကွာချပေးထားတဲ့ဟာတောင်မှညင်းရဲတယ်ဆိုတော့ဒီဟာကတတော်လေးကိုဆော့ရှက်ကို မရှိတာကိုတိပေါ်ပုံမင်းအာပိုလွန်တော့ပါလေဆိုတော့ဒီဟာကတော့အာဒီမနီကင်းမှာတော့ အာဂျုံတွေကိုစစ်ကောင်စီရဲ့ရုပ်မှာမိုးဂျုံနဲ့အတိတ်ကထားပြီးတော့တင်ဆက်ပေးထားပါဖြစ်ပါတယ်အားကြားဟာလေကြည့်ဖို့အာစစ်တေမှာမရှိတဲ့တွေ့ကြုံဒီဗီဒီယိုကိုပဲကျွန်တော်တို့သတင်းအပြည့်စုံကိုသတင်းအချက်လက်တီအာအပြည့်စုံကိုသိရှိနားလည်အောင်ဆိုပြီးတော့ကျွန်တော်ပြင်ပြီးတော့ချက်ပြတ်ပေးတာဖြစ်ပါတယ်အင်တာဗျူးတွေနဲ့တကွာဆူဆောင်းထားပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအာတတိုးလေးကိုစစ်မကောင်ဖြစ်ရပါတယ်ဒီမနေ့ခင်းမှာတော့အာ ဆောင်းရှောင်းသွားရတဲ့မင်းသားစုဝန်တွေနဲ့အတူထပ်တူဝန်နေရပါတယ်ဆိုတော့ကိုကျွန်တော်အာပြင်ပြီးတော့ပြောပြချင်ပါတယ်ဆိုတော့ဒီနေ့ရဲ့ဗီဒီယိုကဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအားပေးနေကြတူလန်ပြည်သူမြေအားလုံးကိုလည်းကိုယ်ကြံပါချင်း စေချမ်းသာချင်းနဲ့ပြည့်စုံကြပါစေ